ဒီကနေ့ဥစဉ်ကိုချစ်သူခင်သူမျက်နှာသူတမိုးထားသူများအတွက်တင်စကားမစေကတော့ဥစဉ်တို့ရဲ့တပညွတော်ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်ပေါ့လေအဲဒီမှာမြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်တာမညဝိတ္တေတဝိထာရအဖြစ်ဒါအဲ့ဒီအကြောင်းလေးတွေနဲ့ဝိပဿနာရဲ့အတိတ်ပဲနောက်တော့ရိမိတ္တရမြတ်စွာဘုရားရှင်ရိမိတ္တရရဲ့ အဓိပ္ပာယ်လေးတွေကိုဦးဇင်းရှင်းပြတော့မှာဖြစ်ပါတယ်။ဦးဇင်းကအဘိဓမ္မာကိုအဘိဓမ္မာကိုကိုယ်တိုင်လည်းလေ့လာတင်နေတယ်ပြန်လည်းပို့ချပေးတဲ့ခါကျတော့အဘိဓမ္မာကိုတင်တော့မှဆိုလို့ရှိလို့ရှိရင်ဦးဇင်းတို့ကဗုဒ္ဓဘာသာမြန်မာလူမျိုးဖြစ်တဲ့အတွက်ဘုရားရဲ့ဂုဏ်ကျေးဇူးတရားရဲ့ဂုဏ်ကျေးဇူးတန်ခါရဲ့ဂုဏ်ကျေးဇူးပေါ့လေဒါလေးကိုဦးဇင်းတို့အချိန်ကားဖြစ်တိတ်ထားပြီးဖြစ်နေမှာဆိုတော့ဦးဇင်းယုံကြည်တယ်ပြီးတော့ဗာလဲဆိုတော့32ပုံရဖြစ်တည်မှု ကံကံရဲ့အကျိုးယုံကြည်မှုပေါ့လေဗိဓမာတင်တော့မယ်ဆိုလို့ရှိရင်ဒါတော့ဗိဓမာကဒီညမညာထမြတ်မြတ်ကလည်းဒါလိလတူနေမှာဖြစ်တဲ့အတွက်ဒီပညာနဲ့ပရမတ်တရဲ့သဘောတွေကိုလည်းဒါဆက်လက်လိလရမှာဖြစ်တဲ့အတွက်ဝိပဿနာဆိုတာကဝိဆိုတာထူးထူးခြားခြားပဿနာဆိုတာရှုမြင်တက်သွားတော့ပေါ့လေအဲဒီအဖြစ်ဒါလေးတွေကိုအချိန်အားဖြင့် ဗိဓမာဟိုဥစဉ်တင်ကြတဲ့ခါကျတော့ရိုးရိုးရှင်းရှင်းလောလောကူကောလေဒေါက်တာမင်းတင်မွန်လည်းဒေါက်တာမင်းတင်မွန်လိုတင်တယ်လို့ပဲသူတို့လည်းရိုးရိုးရှာကြီးတွေကလည်းရိုးရိုးရှင်းရှင်းတင်တယ်လို့ပဲဥစဉ်တင်တက်မြောက်ထားတဲ့ဗိဓမာပညာကိုလည်းဥစဉ်ရိုးရိုးရှင်းရှင်းပဲပြန်တော့ပို့ချပေးပါတယ်ဒီရိမစ်တေယဖျားလောင်းတော်ကောလေရိဆိုတာကအဆိုတာမရှိတာရိဆိုတာယန္တုကောလေယန္တုမရှိတာမစ်တေယဆိုတာမေတ္တာနဲ့နေတဲ့အတွက်ယန္တုမရှိတာလို့အဓိပ္ပာယ်ရတာပေါ့ဥစဉ်ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်ကိုကြည့်မှဆိုလို့ရှိရင် ဗုဒ္ဓလို့ဂေါတမမြတ်စွာဘုရားရှင်ကိုဥစဉ်တို့ဗုဒ္ဓလို့ဒါအမည်တင်တော့လေဗုဒ္ဓလို့ခေါ်တော့တမခေါ်တော့တမုတ်တယ်ခေါ်တော့ကြတယ်ကြီးညိုတော့အဖြစ်ဒါရိုးရိုးရှင်းရှင်းလေးတာမညအဖြစ်ဗုဒ္ဓလို့ခေါ်တယ်။ဘာဖြစ်လို့တာမညအဖြစ်ဗုဒ္ဓလို့ခေါ်တယ်လဲဆိုတော့ဒါတာမညအဖြစ်အစဉ်တစ်ဖြစ်ဥစဉ်တို့မြတ်စွာဘုရားရှင်ကကိလေသာတဏှာကုန်ခန်းမှုတော့ဒါနိဗ္ဗာန်ကိုမျက်မှောက်ပြတဲ့လက်တင်ချင်းတဲ့ကဘာတတိယပါရင်ဖြစ်တဲ့ပါရမီရှင်တပညုတဉာဏ်တော်ရှင်ပေါ့လေအစဉ်တစ်ဖြစ်ပြောဗုဒ္ဓဆိုတာအစဉ် အစဉ်တစ်ဖြစ်ကုသိုလ်ကောင်းမှုတွေနဲ့နှိုးကြားနေတဲ့လူတာဗုဒ္ဓလို့ပြောတယ်နော်ဝိဒိတာအဖြစ်ကတော့အရဟံစဘဂဝါဆုံးဂုဏ်တော်ကိုပါပေါ့လေဝိထာရအဖြစ်ကျေအားပဲဆိုလို့ရှိရင်မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်ကဘုံတော်နန္ဒတကူတော်နန္ဒညံတော်နန္ဒကံတော်နန္ဒဒါတကူတော်အညာနန္ဒတို့နဲ့ပြည့်စုံတော်မူသောဥစဉ်တို့မြတ်စွာဘုရားရှင်ကိုဒါဥစဉ်တို့ဒါလေးကိုဥစဉ်ဘုဒ္ဓရာအဖြစ်ပြန်လည်မျှဝေပါတယ်မျှဝတဲ့အခါကျဥစဉ်စီကဒိဋ္ဌိစကားမဲ့စိတ် အဲမဘာဥစဉ်တရင်စကားမသိမပေးတာလဲကြာပြီပေါ့လေအဲ့လိုမပေးတဲ့ခါကျတော့ဥစဉ်ကိုဘာလဲဥစဉ်ကိုဥစဉ် internet line ကောင်းတဲ့ချိန် internet line ရတဲ့ချိန်မှာဥစဉ်ကိုချစ်တူခင်တို့မျက်နှာတို့များထံကိုဥစဉ်ဒီကနေ့ကြိုင်မျိုးမျိုးနဲ့ဖျားကြီးဝင်းကြောင်းတိုက်ဓမာယုံကြီးကနေဥစဉ်တရင်စကားမသိပြန်ပေးနေပါတယ်ဒီကနေ့ကြိုင်မျိုးဖျားကြီးဝင်းမှာကျင်းပနေတဲ့အဘိဓမ္မာခုနှစ်ကျမ်းရွတ်ဖတ်ပူဇော်ပွဲမှာအဘိဓမ္မာခုနှစ်ကျမ်းနေမဟုတ်ပဲအဘိဓမ္မာခုနှစ်ကျမ်းနေမဟုတ်ပဲပေါ့လေဥစဉ်တို့ တုတ်တံပိတိကတဲ့ကလာတဲ့ပါရာဇိကပထမကျမ်းဥဒညာဆိုလို့ရှိရင်ဥစဉ်ဒီပါရာဇိကပထမကျမ်းဥစဉ်ဖတ်လိုက်ရတယ်တန်တတ္တယမြောင်အုပ်ကတော့အင်္ဂုတ္တရနိကေသရုဒ္ဓနိပတ်ပေါ့လေအဲဒီမှာဥစဉ်ဖတ်လို့လေးစားမိလက်ပြကြာတော့ပြီးပြီးသွားတဲ့ခါကျတော့ဒီဘက်ကိုဆယ်ရက်နှစ်မြောက်မှာဆရာတော်ကြီးမိတ်ရှိတဲ့အတိုင်းဒီပဋ္ဌာန်းကိုဆက်လက်ပူဇော်တော့ပေါ့လေပဋ္ဌာန်းကိုဥစဉ် ဖွင့်ခွင့်ရောက်သွားတော့ဗောဘာဖြစ်ဆိုတော့စာဥကကုံသွားပြီးဖြစ်တဲ့အတွက်ဥစဉ်စာဥတောင်းတဲ့ခါကျတော့အိမ်မှာအဲဆက်ကူအဲအတန်အတန်ဖန်းတဲ့ဆက်ဆရာကြီးဗောလေကိုဥကမောင်ဆိုတာသူကဥစဉ်ကိုပထမပထမပထမကျန်းစာဥကိုအဲ7နာရီ45မိနစ်မှာသူလာပေးတာဗောအဲ့ဒါနဲ့ဥစဉ်ပထမကျန်းကိုဥစဉ်ဆက်လက်ပူဇော်ဖြစ်သွားတော့ဗောလေအဲဥစဉ်ကိုဒီကနေ့ဘယ်လိုပဲပါမဲမိတ်ဆက်မပေးပဲတိနိုင်မဲ့အနေထားမျိုးလေးတယ်ဒီအချိန်မျိုးမျိုးနေမှာရှိတယ်လို့ပြောတော့တယ်ကဘာတွန်းလုံးမှာရှိပါတယ် ဒီရင်ကပတ်ခေါင်းဆောင်ကြီးကလည်းဥစဉ်ရဲ့ဖြစ်တမှုကိုတိမက်ပြုနေတဲ့အနေနဲ့သူတို့သူတို့တွေလည်းသူတို့နေသူတို့ဟန်နဲ့သူတို့စ조사ရုံးကန်လှူရှားနေကြတော့လေနိုင်ငံတိုင်းနိုင်ငံကိုအုပ်ချုပ်တယ်ဆိုတာလွယ်ကူတော့အလုပ်တော့မဟုတ်ဘူးအေးရေချင်းရှိမှလည်းဖြစ်နိုင်တဲ့အရာမျိုးပေါ့လေဥစဉ်ဒီကနေ့ဒီထင်းစကားပြန်ပေးနိုင်တယ်ဆိုတာလည်းတတိရှိတဲ့လူတွေရဲ့လှုပ်ဆောင်ချက်ကြဥစဉ်ဒါလေးတွေသူတို့ရဲ့တတိရှိတဲ့လှုပ်ဆောင်ချက်လေးတွေဥစဉ်မြင်တဲ့ခါကျတော့ဒါဥစဉ်ဒီထင်းစကားဥစဉ်ဘဒုဘဲဝါဆိုတာဥစဉ်ဒီထင်းစကားမဲ့ဆက်ပြန်ပေးနိုင်တာပေါ့ ဟုတ်တယ်မလားဒီကအပြည့်ဥစဉ်တော့ရီမစ်တရားမြတ်စွာဘုရားအလောင်းတော်ဆိုတော့ဒီကနေ့ဥစဉ်ရဖြစ်တည်မှုတွေကကြည်ကျဲခန္ဓာလုံးနဲ့ကြည်ကျဲခန္ဓာလုံးနဲ့ဆိုတာကဥစဉ်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တာမညပဲတို့တော်လို့ပဲဥစဉ်ကိုတိမှတ်ပြုတော့ချစ်ခင်မြတ်နိုးတဲ့လူတွေကကဘာတွန်းလုံးမှာရှိတယ်ဆိုတော့အကြောင်းဥစဉ်ဒီကနေ့ YouTube ကနေ YouTube ကနေတစ်ဆင့် Facebook ကနေတစ်ဆင့်ဥစဉ်ကိုချစ်တူခင်ညားတို့ထံရင်းစကားမစိပြင်ပေးနေခြင်းဖြစ်ပါတယ်ဒီကနေ့ဒင်းစားမစိကတော့ဒီလောက်ပါပဲအားလုံးပဲကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေလို့ ဦးစဉ်စွတ်တောင်းမေတ္တာပို့ပေးပါတယ်။အားလုံးပဲကိုယ်စိတ်နှစ်ဖက်ချမ်းသာချမ်းသာကြပါစေ။တာတုတာတုတာတုပါဗျာ။